1. How do you pronounce this word? Three, two, one. Hierarchy. 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 or hierarchy 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 stress ကရှိဆုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူကို higher ဆိုနည်းနည်းမြင်ပြပါ higher raw key ch y ကို key ဆိုအတန်းထွက်ပါတယ် stress ကိုရှိဆုံးမှာထားရကြောင့်သူကို higher higher ပြီးတော့ဒီမှာ green card ပေးထားရဆိုတာအတန်းနှစ်ပန်းပြလို့ပါ i w ကို raw လို့တန်းထွက်မယ်โอเคဒီကိ w မပါဘူးဆိုရင်တော့ raw လို့ပဲထွက်မယ် But ပထမတန်ကဆိုရင် higher rocky နောက်တစ်တန်ကဆိုရင် higher rocky เนาะ rocky နဲ့ rocky ဆိုတဲ့အတန်ပါပဲသိမကွာဘာပါလေးပဲကွာ okay higher rocky သမော higher rocky hierarchy, hierarchy or hierarchy. for example the company has a strict hierarchy သမော hierarchy of management the company has a strict hierarchy of management the company ဆိုတာဒီ company မှာ has ရှိပါတယ် a strict strict ဆိုတာကျင့်ကြတဲ့ hierarchy ဆိုတာတမဟုတ် hierarchy ဆိုတာကဘာကိုပြောလဲအထက်နဲ့အောက်ကိုပြောတာပါ of management ဆိုတာကစီမံအုပ်ချုပ်မှုဒါကြောင့် company မှာဆိုရင်တင်းကြတဲ့ strict ဆိုတာတင်းကြတာပါတင်းကျပ်တဲ့အထက်အောင်စီမံခန့်ခွဲမှုတွေရှိပါတယ် hierarchy hierarchy, hierarchy, hierarchy. Two, how do you pronounce this word? Three, two, one. Cold, cold, cold. C O E D cold so as long as you to do it. Now go in is as long as you cold. Cold. For example, can you quote a line from your favorite book? Can you quote a line from your favorite book? Can you quote a line from your favorite book? မင်းကြိုက်တဲ့စာအုပ်ပေါ့နော်မင်း favorite ဖြစ်တဲ့စာအုပ်ထဲကနေပြီးတော့ line ကြီးတစ်ချောင်းလောက် line ဆိုတာစာချောင်းတစ်ချောင်းလောက်သို့မဟုတ်စာသားလေးတစ်ခုလောက်ကိုမင်းက quote လုပ်ပေးနိုင်မလား can you quote စာအဲ့ဒါကို okay ဒါဆို quote get ထည့်ပေးရပါလေ ကုတ်ကဲတပြာကိုကာတူပြောတာပေါ့နော်လူတည့်ရောက်စကားပြောတဲ့စာကြောင်းပဲဖြစ်ဖြစ်နော်အတင်မှာပုံလေးပြတာဒီလိုမျိုးမျက်တောင်ဖွင့်ပေးကလေးပြောတာပေါ့နော်ဒါလေး coach လို့ခေါ်ဒီ CS second long coach ပေါ့အားကြောင့်မင်းကြိုက်စွန်စာအုပ်ကစာကြောင်းကြောင်းကိုမင်း coach လုပ်ပေးနိုင်မှာလားမကိဘယ်စာကြောင်းကိုမင်း coach ကြိုက်တယ်ဒီပြောတဲ့စာကြောင်းကိုမင်း coach ကြိုက်တယ်ပေါ့ Obama ရဲ့သူတို့ Trump ရဲ့ basic long ကိုကျွန်တော်ကြိုက်တယ်ဆိုရင်ဒါသူစကလုံးကျွန်တော် coach လုပ်ပေးမှာ code 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 three. How do you pronounce this word? Three, two, one. Quotation, quotation, quotation. Strike a team at Tayare. That's quotation, quotation of Tatabare. No, quotation in Bamlobane. Quotation. Hobby, for example, I received a quotation from the repair shop for fixing my car. I receive a quotation from the repair shop for fixing my car. For fixing my car ဆိုတော့ကျွန်တော်ကပြင်ရတဲ့အတွက်เนาะကျွန်တော်ကပြင်တဲ့အတွက်ကြောင့်မလို့ repair shop လို့ခေါ်တဲ့ပြင်ဆိုင်ကနေပြီးတော့ from shop မှာပေါ့ကျွန်တော်က received ဆိုတာလက်ခံရရှိပါတယ်။ Okay ပါဠိနဲ့ဆို quotation နဲ့တကူပေါ့အဲဒီမှာပေးထားလို့ဆိုတော့เนาะဘာလို့ဒီလို invoice လို့မျိုးပေါ့အဲ့တော့ကိုကသွားပြီးကားကိုပြင်တဲ့အတွက်ကြောင့်မလို့ကားပြင်ဆိုင်ကိုကိုမတောင်းပါလဲ စဉ်းစားကြည့်ပါတော့ဒီမှာရှိတယ်ကားပြင်ဈေးကိုတောင်းမှာပေါ့နော်ဒီမှာရေးထားမှာ okay ဒါကြောင့်မလို့ဒီမှာပြောတဲ့ quotation struck without တောင်းခံကျဲဆိုတော့ဒီပဲပေါ့ဒီစလုံးကဒီလိုပါပဲ invoice ကိုပြောတာပါ okay ကျွန်တော်ကားပြုပြင်ကအတွင်းပြန်လည်ပြုပြင်ရေးဆိုင်မှာနော် repair shop ကနေပြီးတော့ quotation တခုကိုရရှိခဲ့ပါ okay ဒါက quotation ရဲ့ဒီပဲတခုနောက်တစ်ခုကိုကြည့်အောင် he include a quotation from Shakespeare in his essay. He included a quotation from Shakespeare in his essay. သူအစီအစဉ်မှာဆိုရင် Shakespeare ရဲ့နော် Shakespeare ရဲ့ဘာလဲဆိုရင် quotation တွေတကူသူကထည့်သွင်းထားခဲ့တယ်။ Okay Shakespeare ရောက်တည်ရနော်။အမ်ဒီပါနော် Romeo Julius တို့နော်အဲ့ဒီဘာလဲစာသားကိုရေးခဲ့တယ်အဲ့စာအုပ်ကိုရေးခဲ့တဲ့စာရေးဆရာကြီးပေါ့ Shakespeare ။နော်ကျွန်တော်တို့မြန်မာမှာဆိုရင်ဘယ်သူနဲ့နိုင်ရှင်လဲ။ နော်စာဖတ်ဖူးရင်ဒီခတဲ့အများစု okay ဆယ်ထဲမှာလည်းပါပါတယ်ဥပုံညာနဲ့တိုင်းရှင်းပြောတယ် right okay အဲ့တော့ဒီမှာပြောတဲ့ quotation စာပါကိုပြောလဲဆိုရင်ကုကားစာသားလေးကိုပြောတာပေါ့ okay ကျွန်တော်ပြီးတဲ့ exam မှာဆိုဒီမှာကြည့်ရပါဦး if you don't build your dream someone else we hire you to help them build theirs ဒီမှာဒီလူနာမည်ရှိတယ်เนาะဒီနာမည်တော့ကျွန်တော်မဖတ်တတ်ပါဘူး okay ဒီလူရဲ့စာသားကို အခုကျွန်တော်ကကိုကလိုက်တယ်နော်ဒါလီယာပါလဲဆိုရင်ကျွန်တော်သုံးငယ် quotation လေးပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးပါလဲဆိုရင်မြတ်တာအဖွင့်ပေးကလေးကျွန်တော်ကဘယ်လိုခေါ်လဲ quotation mark လို့ခေါ်နော် mark mark ပေါ့ပါလဲအမှန်သားလေးဟုတ်တယ်မမေးခွန်းမေးတဲ့အမှတ်စီ question mark okay ဒါလီယာပါလဲဆိုကိုကတဲ့အမှတ်ကြီးဖြစ်တဲ့ကြောင့်မသူက quotation mark လို့ခေါ်ပါလေ okay ဒါလေးကိုအတိအပြန်ကြည့်ပါလား if you don't build ဆိုတာမင်းမတိဆဘူးဆိုရင် your dream ဆိုတာမင်းရဲ့အိမ်မက်ကိုမင်းကိုယ်တိုင်မတိဆဘူးဆိုရင် someone else ဆိုတာတခြားတယောက်က we hire ဆိုတာငားလိမ့်မယ် you မင်းကိုငားလာငားလိမ့်မယ် to help them build theirs ဆိုတာဒီမှာပြောတဲ့ theirs ဆိုတာ their dream ကိုအိမ်မက်ကိုကိုမတိဆဘူးဆိုရင်တခြားသူတွေကသူတို့အိမ်မက်ကိုတိဆဖို့ကိုယ်လာငားပေးရတယ်โอเคပြောချင်တာကကိုကသူတို့အိမ်မက်ကိုတိဆပေးရလိမ့်မယ် နော်သူတို့ကကိုငွေပေးပြီးတိဆောက်ခိုင်းနိုင်မယ်ကိုကသူတို့ခိုင်းစေဖြစ်နိုင်မယ်လို့ပြောတာပါကိုယ့်မကကိုတိဆောက်ရပါမယ်လို့ပြောတာကိုယ့်မကကိုကိုမတိဆောက်ရင်ကိုကသူများရဲ့အိမ်မကကိုတော့အကူပေးရလိမ့်မယ်ကိုယ့်မကကိုပြစ်ထားပြီးတော့ Okay quotation 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 Four how do you pronounce this word 3 2 1 Rendezvous 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 ဒီစလုံးလေးရတဲ့တက်ကတော့ rendezvous 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 လို့ထပ်ပါတယ်သူကဇက်တန်နေမပါတယ်မျိုးနောက်ပိတ်တန်ဖြစ်တဲ့ s တီလည်းမပါဘူး vous ဆိုပြီးပြီးသွားတယ် rendezvous get here for example let's meet at the cafe for our rendezvous at noon let's meet at the cafe for our rendezvous at noon at noon ဆိုပါမှာလို့ဆိုနေကင်းကြရင် let's meet တွေ့ကြဆို at the cafe မှာ တွေ့ကြဆိုเนาะ coffee ဆိုင်မှာငါတို့တွေ့ကြမယ် okay ဘာဖြစ်လို့လဲဆိုရင် for ဆိုအတွက် for our rendezvous အဲ့ဒါပြောခြင်းနဲ့ rendezvous ဆိုပါလဲဆိုရင်စီစဉ်ထားတဲ့တွေ့ဆုံမှုအတွက်လို့ပြောခြင်းတာပါ for a planned meeting or gathering လို့ပြောခြင်းတာပါ နော်စုစည်းဖို့အတွက်ကြိုတင်ချိန်ဆထားတဲ့ချိန်ဆမှုလေးကိုကျွန်တော်တို့က rendezvous လို့ခေါ်ပါတယ် rendezvous 5 how do you pronounce this word 3 2 1 sour 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 ဒီကို sour လို့ခေါ်ပါတယ် struck ကိုရှေ့မှာထားကြမှာ sar ပြီးတော့မှ war war 6 s ပြီးတော့ o u r က r ပါလို့ထွက်တယ်ဒါကြောင့်မလို့ s နဲ့ပေါင်းတဲ့အခါမှာ sour လို့ထွက်တယ်လို့ဆိုပြီးတော့ဒီကိုမှတ်လို့လည်းရတယ်ဘလို့မှတ်မှန်းအသံထဲမှာဘာလို့လဲ sour power sour for example this lemonade is too sour for me this lemonade is too sour for me ဒီအသီးကနော်ဒီလျှောက်သီးတံမြာအသီးကကျွန်တော်အတွက်ကတော့ to sour အရန်ကိုခြင်လုံးပါလ o r ဆိုတာကခြင်တော့ဆိုတဲ့အဓိပ္ပ sour sour ဒီကိုဆိုရ sour sour ဒီနေ့ပြောခဲ့တဲ one hierarchy 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 or hierarchy 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 number 2 coat 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 နောက်ကြီး coat ဆိုတာဘာလဲဆိုကိုကားရဆိုအတိပဲပေါ့နံပါတ်3 quotation 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 ဆိုတာကဒီမှာအတိပဲနှစ်ခုပြောထားရခဲ့ပထမတစ်မျိုးကတော့ဒီကိုပြုတ်ပြင်းစည်းတွေကိုတောင်းခံတဲ့ငွေတောင်းခံတာကိုပြောပြီးတော့နောက်တစ်မျိုးကတော့လူတယောက်ရဲ့စကားကိုကိုကားတဲ့ကိုကားချက်ကိုပြောတာပေါ့နော် quotation နံပါတ်4ကတော့ rendezvous rendezvous ဆိုတာတွေ့ဆုံတဲ့နေရာကိုပြောတာပါကြိုတင်စီစဉ်ထားတဲ့ချင်းဆိုမှုတွေတွေ့ဆုံမှုတွေကို rendezvous လို့ခေါ်ပါတယ် rendezvous 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 five ကတော့ sour 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 ဆိုတာချင်းတော့ဆိုတဲ့ဒီပဲပါဒီနေရာမှာကျွန်တော်အယောင်ချေဖို့မိခဲ့ပါတယ်ဒီမှာ strut ကစားမှချေတာမို့စားကိုချေပေးရမယ် sour sour โอเคတစ်ခေါက်လေးပြန်ပြောကြည့်မယ် hierarchy or hierarchy. Quote, quotation, rendezvous, sour. <music>